မင်္ဂလာပါခင်ဗျာပြည့်ပြန် online training ရနေပြီးတော့မှပြန်လဲကြိုဆိုလဲရပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများညီကုံမနမများကိုတော့ Mitsubishi Pajero 441 Kia ထိုးယင်မဝင်တဲ့ပြဿနာလေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီဇယ်ကားလေးဖြစ်ပါတယ် Kia မှာပါကင်မှာထိုးထားရင်စက်နှုတ်မရပါဘူးအော်ပါကင်ထိုးထားတယ်စက်နှုတ်ကြည့်မယ် เนาะစက်ကမနိုးဘူးเนาะပကင်မှာထားပြီးတော့မှနိုးတယ်နိုးလို့မရပါဘူးเนาะဒါတော့အန်ကိုပြောင်းထားပြီးနိုးပြမယ်เนาะဟောဒါဆိုရင်တော့ဆက်နိုးတယ်เนาะလောဝါပြဆော့ကက်လေးတွေလဲဆန်းကြည့်မယ်လဲဆန်းကြည့်ပြီးလို့ချင်းဂီယာဂီယာထိုးတာဘလို့နေလဲဆိုတာလေးပြန်ဆန်းကြည့်မယ်เนาะ ကဲအခုဆိုလို့ရှိရင်ကျွန်တော်အောက်ကနေပြီးတော့မှအဲဂီယာပေါက်ပြီးမှလဝါပြလဲပြီးသွားပါပြီနော်လဝါလဝါပြလဲပြီးသွားတဲ့ခါကျတော့ကျွန်တော်စနိုးကြည့်မယ်အာနော်ပက်ကင်မှာပဲနော်ဒီမှာပက်ကင်မှာပဲထားတယ်ပက်ကင်မီလီလင်းနေတယ်အဲနော်စနိုးကြည့်မယ်နော်အာနှုတ်လို့ရပြီနော်အာနော်အရင်ကတော့ကျွန်တော်တို့ပက်ကင်မှာထားတယ်အဲနှုတ်လို့မရအောင်နော်ပက်ကင်မှာထားတယ်နှုတ်လို့မရအောင်အခုတော့ပက်ကင်မှာထားတယ် ဆက်နှုတ်ကြည့်မယ်နှုတ်လို့ရပါပြီเนาะအဲကြတော့နောက်တစ်ခုကပတ်ထိုးမယ်အာเนาะပတ်ထိုးမယ်ဆိုရင်လည်းအဆင်ပြေသွားပြီဖရီထားမယ်ဖရီထားမယ်ဆိုလည်းအဆင်ပြေသွားပြီအာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမာထားကြည့်မယ်ဒီမာထားရင်လည်းအဆင်ပြေသွားပြီเนาะဒီမာထားတဲ့ခါကျတော့အာကျွန်တော်တို့ဒီမာ1 2 3 4ဆိုပြီးတော့မှအမောင်းတဲ့ချိန်မှာဆက်တိုက်ခုံတော့မှဖြစ်ပါတယ်เนาะကဲအခုဆိုလို့ချင်ရင်တော့ကျွန်တော်တို့စမ်းသက်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာ အကျွန်တော်တို့ဇုံမျိုးပဲဖြစ်ပါတယ်ခင်ဗျာကာနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအွန်လိုင်းမှာပညာဒါနအနေနဲ့မျှဝေပေးနေသူတယောက်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ